အားလုံးပဲမင်္ဂလာပါရှင်။ PM Daily Report ကနေအော်တိုဘာလ9ရက်နေ့မှာပြောပြပေးမယ့်အထူးခြားဖြစ်စဉ်လေးတွေကတော့သတင်းကြော်လာပြနေတွင်နမ်တူမျိုးအားအချမ်းဖက်စစ်တပ်ကလေကြောင်းမှပုံကျက်တိုက်ခိုက်။ရေပြူတွင်စစ်ကြောင်းထိုးမိရှို့နေသည့်စစ်တပ်ကိုတိုက်ခိုက်မှု73ဦးသေဆုံးပြီးစစ်သားအလောင်းများကိုနေအိမ်ထဲထည့်မိရှို့ဖျောက်ဖျက်။စံဖို့အမဟောင်းနေအိမ်မှာပြကြ။ ပေါင်းနေမြိုင်မျိုးနယ်ရှိကျေးရွာများကိုစစ်တပ်ကလေရင်ဆက်တက်လေထီများဖြင့်၃ရက်ဆက်တိုက်ဘုံကျက်တိုက်ခိုက်မှုပြည်သူတအူးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမူရုံမျိုးနယ်ကမာဝက်ကျေးရွာအုပ်ချုပ်ရေးမှုယုံပြစ်ခတ်ခံရမှုနှစ်ဦးသေဆုံးစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေမြေကပ်ဝဲလုံခြုံရေးအတွက်စစ်တပ်ကပြူစောတိပြည်သူစစ်နှင့် ပလဖများကိုရဲအဖြစ်အသုံးပြုစတဲ့အကြောင်းအရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ထမအူဆုံးအကြောင်းအရာကတော့ကျန်းဖက်စစ်တပ်သည်သတင်းရွက်လာပြနေဖြစ်သည့်အောက်တိုဘာ6ရက်တွင်နမ်မတူမြို့မြို့မဆေးရက်ွက်နှစ်ရှိပြည်သူများနေထိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိချက်ဖိုက်တာဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းတောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ၏သတင်းထုတ်ပြန်ချက်အရသိရှိရပါသည်။ ယနေ့နံနက်9:43မိနစ်တွင် ပြုလုပ်ခဲ့သည့်အဆိုပါဘုံကျက်တိုက်ခိုက်မှုကြောင့်နံတူမျိုးရှိ နေအိမ်6လုံးဘုံထိမှန်ကပျက်စီးခဲ့ရပါတယ်။ဒါ့အပြင်ဂျမ်ဖက်စစ်တပ်သည်အောက်တိုဘာ2ရက်ကလည်းနံတူမျိုးကိုဘုံကျက်တိုက်ခိုက်ခဲ့ရာ ပြည်သူ၄ဦးသေဆုံးပြီး5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဂျမ်ဖက်စစ်တပ်သည်တအောင်းပြည်တွင်းသားမကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နယ်မြေများတွင်လက်နက်ကြီး drone နဲ့လေကြောင်းဖြင့်အပြစ်မဲ့ပြည်သူများအပေါ်ဆေးရသွေးမှုများကျူးလွန်လျက်ရှိကြောင်း PSLF TNL သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်အကြမ်းဖက်ပုံကျဲတိုက်ခိုက်မှုများမှရှောင်ရှားနိုင်ရန်စစ်ရေးတရရှိထားရန်နှင့် လေကြောင်းရန်ကာကွယ်နည်းလမ်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကတိုက်တွန်းထားပါတယ်ရှင်။ နောက်ထပ်သိရှိရတာကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်တွင်ကျန်းဖက်စစ်တပ်စစ်ကြောင်းထုံမိရှို့မှုကိုတော်လှန်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာစစ်သား73ဦးသေဆုံးပြီးအလောင်းများကိုနေအိမ်ထဲထဲကမိရှို့ဖျောက်ဖျက်ခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူတဦးကပြောပါရယ်စက်တင်ဘာလ28ရက်နေ့တွင်အင်းအား200ကျော်ပါစစ်ကြောင်းသည် ပကောစွန်းရွာသို့ဝင်ရောက်စီးနှင်းကရွာသားများကိုဖမ်းဆီးခြင်းနေအိမ်များဖျက်ဆီးခြင်း ရွှေငွေနှင့်လက်ဝတ်ရတနာများယူဆောင်ခြင်းများပြုလုပ်ခဲ့ပါတယ်။ထို့နောက်စက်တင်ဘာ29ရက်တွင်ဝက်ချောင်းရွာမှ ခမောင်းချောင်းရွာသို့ဆက်လက်ဝင်ရောက်ကာနေအိမ်များနှင့်ဈေးဆိုင်များကိုဖျက်ဆီးပြီးပစ္စည်းများယူဆောင်သွားခဲ့ပါတယ်။စက်တင်ဘာ30ရက်တွင်ဧကနိရွာနီးသို့ရောက်ရှိလာပြီးကာကွယ်တပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲသည် အောက်တိုဘာ1ရက်ညနေ6နာရီအထိဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဖက်မှ73ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းများပြားခဲ့ပါတယ်စစ်သားအလောင်းများကို နေအိမ်များတွင်မီးရှို့ဖျောက်ဖျက်ခဲ့ပြီးမီးမလောင်ကျွမ်းသောအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့များကမီးရှို့တကြိုပေးခဲ့ပါတယ်စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ဆယ်လုံးပြာကျခဲ့ပြီးစက်ဖို့အမဟောင်းပြူစောထိနိုင်ဦး၏နေအိမ်ပါဝင်စက်ဖို့အမကများ၏နေအိမ်၅လုံးလည်းပျက်စီးခဲ့ပါတယ်ဝင်လင်းရသည်ရောက်ပြီဆိုတော့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်စစ်ကြောင်းတွေမြို့နယ်တိုင်းမှာ လှက်ပတ်သွားလာနေပြီးလူငယ်တွေကိုဖမ်းဆီးတာတွေရှိတယ်။ဒါကြောင့်စစ်ကြောင်းဝင်လာရင်မတွေ့အောင်နေဖို့အရေးကြီးတယ်။ဒဝဲခရိုင်ထဲမှာလေချောင်းပုံကျဲတိုက်ခိုက်မှုတွေလည်းရှိလာတာမို့လေရင်အန္တရာယ်ကိုသတိထားဖို့လိုတယ်။အရေးကြီးပစ္စည်းတွေထုတ်ပို့ထားတာဘုံခိုကျင်းတွေတူးထားတာမျိုးကြိုတင်ပြင်ဆင်ထားတဲ့လို့ဒဝဲခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူကပြောပါတယ်။ဒီတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစု ရေပြူမြို့နယ်အခြေဆိုင်မဟာမိတ်တပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတိုက်ပွဲတွင်တော်လှန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်တို့အကြဆုံးကရဲဘော်၃ဦးမစိုးရိမ်ရသည့်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါရဲ့ရှင်။နောက်ထပ်သိရှိရတာကတော့မကွေးတိုင်းပေါင်းမြို့နယ်နှင့်မြိုင်မြို့နယ်ရှိ ကျွရများကိုအကြမ်းဖက်စစ်တပ်ကလေရင်စက်တက်လေထိများဖြင့်၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအူးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင့်မြိုင်တောင်ပင် မြေပြင်သတင်းမှန်ပြကြရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်အော်တိုဘာ9ရက်နေ့နနက်7:00နာရီခွဲခန့်တွင် ပေါ့မြုံနယ်ရှိအရှိန်မြောက်ဖက်ချမ်းရှိကျေးရွာများကိုကျန်းဖက်စစ်တပ်ကစစ်တပ်လေထီး3စီးဖြင့်3ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတို့အသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကလေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရပါတယ်အလားတူယင်းနေ့နနက်7:00နာရီကျော်ခန့်တွင်ညာမြို့နယ်တောင်ချမ်းရှိကျေးရွာများကို ပခုတ်ကူတက်မှတရတက်မှတက်လာတော့ဆက်တက်လေထီ၃စီးကလေချောင်းတိုက်ခိုက်မှု၅ကြိမ်ပြုလုပ်သွားကြောင်းဒါအပြင်အော်တိုဘာ၅ရက်နေ့နနက်6:45မိနစ်ခန့်တွင်လည်းမြိုင်မြို့နယ်နောက်ပိုင်းရင်းနှံမော်ဒေတာကိုကျန်းဖက်စစ်တပ်ပခုတ်ကူတက်မှတရတက်ကတက်လာတော့ဆက်တက်လေထီ၂စီးကလေချောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလေချောင်းတိုက်ခိုက်မှုတွင်ရင်းနှံမော်တွင်လှုပ်လှုပ်ကိုင်နေသူ၂ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗျ။စစ်ခွေးတွေကလေချောင်းတိုက်ခိုက်မှုကတော့ဇက်တိုက်ကိုလှုပ်ဆောင်နေပါဗျ။ပြည်သူတို့ဦးတည်ဆုံးပြီးထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေလည်းများပါဗျ။နေအိမ်တွေပျက်စီးတာတွေလည်းရှိပါတယ်လို့ညိုင်တောင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့မှတာဝန်ရှိသူကပြောပါဗျ။ဒါအပြင် အော်တိုဘာလ3ရက်နေ့နဲ့အော်တိုဘာ4ရက်နေ့တို့တွင်လည်းပေါ့မြုတ်နယ်အနောက်ခြမ်းဆေးကြီးတောင်ပေါ် ထင်းလင်းမြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကျေးရွာများနဲ့ညိုင်မြို့နယ်နောက်ချမ်းရှိကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်စစ်တပ်လေထီများဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်းသိရပါတယ်။လက်ရှိချိန်တွင်ပေါင်းမြို့နယ်နှင့်ညိုင်မြို့နယ်တွင်ရှိကျေးရွာများမှပြည်သူများသည်ကျမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုံ့ဆော်လာမည်ကိုစိုးရိမ်သောကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများလေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများကမေတ္တာရက်ခံထားပါတယ်ရှင်။နောက်ထပ်အကြောင်းအရာကတော့မွန်ပြည်နယ်ဥရုံမြို့နယ်ကမာဝက်ရွာရှိအုတ်ချုပ်ရည်မှုယုံကိုအမည်မသိလက်နက်ကင်ဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အုတ်ချုပ်ရည်မှုအပဝင်လူနှုတ်ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ယခုဖြစ်စဉ်မှာအောက်တိုဘာလ၄ရက်နေ့နနက်9:00နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားဖြင့်ရောက်ရှိလာသောတနတ်သမားများကအုတ်ချုပ်ရေးမှုယုံကိုဝင်ရောက်ပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ပုတ်ကြီးပါဝင်နှစ်ဦးသေဆုံးတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရတယ်။ဒေတာကန်တဦးကပြောပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်၍ဘူရုံမြို့နယ်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များကတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်ရသေးတယ်လို့စစ်တပ်ဘက်ကလည်းတိုက်ခိုက်သူများကိုဖမ်းဆီးရန်လုံခြုံရေးအစီအမံများတင်းကျပ်ထားတော့လဲ။ တိုက်ခိုက်သူများဘေးကင်းစွာလွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။လက်ရှိမှုရုံမျိုးပေါ်တွင်စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီးလူငယ်များကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများနှင်းစင်ပြုလုပ်နေပါတယ်။မြို့အဝင်ထွက်ခိတ်များတွင်ရဲတပ်ဖွဲ့နှင့်ပြူစောထိပ်ဖွဲ့များကစစ်ဆင်မှုများပြုလုပ်နေပြီးခီးသွွားပြည်သူများနှင့်လမ်းသွားလမ်းလာများကိုအကြောင်းမဲ့ဖမ်းဆီးကငွေညှစ်မှုများလောက်ဆောင်နေတယ်လို့ဒေတာကများကဆိုပါတယ်။ဒါအပြင် စစ်မှုထမ်းလူစားထိုးရန်အတွက်လူငယ်များကိုဖမ်းဆီးရောင်းဝယ်နေမှုများလည်းရှိနေပါတယ်။ဤဖမ်းဆီးမှုများကို네ရင်းရဲခေါင်းဆောင်သူရထွန်း네ရင်းရဲရခိုင်ရဲတပ်သားစာကလေးခမြင့်သိထွန်းအောင်ကျော်ကလာမိုးကြီးနဲ့ဝေလင်းဦးတို့ကဥဆောင်ပြုတ်လုံနေကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးအကြောင်းအရာကတော့ချမ်းဖတ်စစ်တပ်သည်လာမည့်ဒီဇင်ဘာ28ရက်တွင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် မဲရုံများနဲ့အမတ်လောင်းများ၏လုံခြုံရေးတုံ့ပြန်ပြူစောထင်းများပြည်သူစစ်များနှင့်ပြည်သူလုံခြုံရေးအဖွဲ့ပါလဖများကိုရွေးကောက်ပွဲဆိုင်ရာရဲတပ်ဖွဲ့အဖြစ်အသုံးပြုမည်ဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနမှတရင်ရင်းမြစ်တစ်ခုကအတည်ပြုပြောကြားပါတယ်ပြည်ထောင်ဝင်ကြီးဌာနသည်ရွေးကောက်ပွဲလုံခြုံရေးကိစ္စများကိုအထူးကတာဝန်ယူမည်ဖြစ်ပြီးရဲတပ်ဖွဲ့ကလုံခြုံရေးဆိုင်ရာဥဆောင်ဖွဲ့အဖြစ်ဆောင်ရွက်မည်ဖြစ်ပါတယ်စစ်တပ်ကနယ်မြေတစ်ခုလုံး၏လုံခြုံရေးကိုကြီးကြပ်မည်ဖြစ်ပြီး မဲယုံများနိုင်ငံရေးပါတီများနဲ့ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးအတွက်အသေးစိတ်တာဝန်များကိုရဲတပ်ဖွဲ့ကဆောင်ရွက်မည်ဖြစ်ပါတယ်။ထို့သောမြို့နယ်အဆင့်ရဲတပ်ဖွဲ့ဝင်ရေးအတွက်မှရွေးကောက်ပွဲလုံခြုံရေးအတွက်မလုံလောက်သဖြင့်ပြူစောထီးများပြည်သူစစ်များနဲ့ပါလာဖအဖွဲ့များကိုရွေးကောက်ပွဲရဲများအဖြစ်အသွင်ပြောင်းအသုံးပြုမည်ဖြစ်ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။မဲဆွယ်စီယုံရေးကာလမှရွေးကောက်ပွဲကျင်းပသည့်ကာလအထိပြည်သူစစ်နဲ့ပါလာဖများကို ရွေးကောက်ပွဲရဲတပ်ဖွဲ့များအဖြစ်ဆောင်ရွက်ရန်ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်။စစ်တပ်ကနယ်မြေတစ်ခုလုံးကိုခြုံငုံလုံးချုံရေးယူမည်ဖြစ်ပြီးရဲတပ်ဖွဲ့ကမဲရုံများနှင့်ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးကိုအသေးစိတ်တာဝန်ယူမည်ဟုပြည်ထောင်ဝန်ကြီးဌာနသတင်းရင်းမြစ်ကဖော်ပြပါတယ်။ပြည်ထောင်ဝန်ကြီးဌာနသည်နိုင်ငံရေးပါတီများ၏မဲဆွယ်စည်းရုံးရေးကာလလုံခြုံရေးအတွက်ယခုရက်ပိုင်းတွင်ပါတီများထံတရားဝင်ဆက်သွယ်နေပြီးညှိနှိုင်းမှုများစတင်လှုံ့ဆော်နေပါတယ်။ ရန်ကုန်တိုင်းမှာစံခံရေးပါတီတရင်ရမြစ်တစ်ခုကမြို့နယ်ရဲတပ်ဖွဲ့ကပါတီယုံများထံဆက်သွယ်လာပြီးလုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်နေပြီလို့ဆိုပါတယ်။သို့သောရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးမည်ဖြစ်တော်လဲနိုင်ငံရေးပါတီများ၏မဲဆွယ်စည်းရုံးမှုများသည်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားသောစည်းမျဉ်းများနှင့်ညီမညီစောင့်ကြည့်မည်ဖြစ်ပါတယ်။စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်သည်စက်တင်ဘာ25ရက်တွင်နိုင်ငံရေးပါတီများအတွက် နဲဆွဲစည်းရုံးရတွင်လိုက်နာရမည်စီမင်းစီကံကိုချက်ကိုထုတ်ပြန်ခဲ့ပါသည်၎င်းတို့တွင်ပြည်ထောင်စုမပြုတ်ခွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုအချုပ်အခြာအနာတည်ထောင်ခိုင်မြဲရေးတို့ကိုထိခိုက်စေသည့်ဟောပြောမှုများမပြုတ်လောက်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အေဂျင်တာယာရေးကိုထိခိုက်စေသည့်ဟောပြောမှုများပြုတ်လောက်ခြင်းမပြုရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုမလေးစားသည့်ဟောပြောမှုများမပြုတ်လောက်ရန်နှင့် နိုင်ငံတော်ကုန်သိက္ခာကိုထိခိုက်စေသည့်ဟောပြောမှုများမပြုတ်လောက်ရန်စသည်တို့ပါဝင်ပါတယ်။ဒါအပြင်စစ်တပ်ပြိုကွဲရေးစစ်တပ်ကုန်သိက္ခာထိခိုက်ရေးလူမျိုးရေးဘာသာရေးဆိုင်ရာပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်ဟောပြောမှုများဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုမှုပညာရေးထိခိုက်စေရန်သွေးထိုးလှုံ့ဆော်မှုနှင့်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကိုလှုံ့ဆော်သည့်ဟောပြောမှုများကိုလည်းတားမြစ်ထားပါတယ်။ဤစည်းကမ်းချက်များကို လိုက်နာမှုမရှိပါက နိုင်ငံရေးပါတီများအနေဖြင့်ရွေးကောက်ပွဲဆိုင်ရာပြစ်ဒဏ်များရင်ဆိုင်ရနိုင်တယ်လို့စစ်တပ်ကသတိပေးထားပါတယ်ရှင်အခုတင်ပြသွားတဲ့လေးတွေကတော့2025ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာဖြစ်ခဲ့တဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။အခုလိုထူးခြားဖြစ်စဉ်လေးတွေကို BN Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BN Report Channel လေးကို Like, Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာလေးတွေကို နားထောင်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Daily Report ကိုနားထောင်ကြတဲ့တအူးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။